အားတွေတက်နေတဲ့အချိန်မှာမင်းတို့ဘက်မင်းတို့ဟလာနောက်မှပြောမယ်လေရှေ့မှပြောမှလေငါမသိဘူးအခုဒီကိုနင်းမောင်ကိုမင်းတို့ဒီအဖွဲလေးကိုထဲတဲ့အခါမှာလေဟလာငါမကျင်းတ်လို့ပြောတာမဟုတ်ဘူးနော် ပြဿနာတွေဖြစ်နေတဲ့အချိန်မှာငါတောင်းဆိုတဲ့ဟာလေးကိုမင်းတို့ဘာဖြစ်လို့မလိုက်နိုင်တာမလိုက်နာနိုင်တာငါမှအဲ့လောက်တော့ပြောပိုင်ခွင့်မရှိဘူးလားဟမ်ငါမှအဲ့လောက်တော့ပြောပိုင်ခွင့်မရှိဘူးလား ဟမ်ဒီအဖွဲမှာမင်းတို့ကဘာလဲမင်းတို့မင်းတို့ဒီအဖွဲကမင်းတို့ထောင်တာလားဟမ်မင်းတို့မင်းတို့ထောင်တာလားပြောဟမ်အထင်မမှားဘူးကိုနေမောင်ကျွန်တော်ကိုနေမောင်အစ်စ်ဆိုရင်တက်လာခဲ့နော်အထင်မမှားဘူးကိုနေမောင် ပြောတာတွေကိုကျွန်တော်အကုန်နားလဲတယ်နော်ကိုနေမောင်ကျွန်တော်တို့ဟလာဘလောက်ခင်တယ်ဘလောက်ဟိုဟာဖြစ်တယ်လာပြီးတော့ဒီလိုစကားတွေပြောပြီးတယ်ကျွန်တော်ကျွန်တော်အရန်လေးစားရတဲ့သူတယောက်ဗျာ เนาะကျွန်တော်အရန်လေးစားရတဲ့သူတယောက်ဖြစ်တယ်เนาะအဲ့ကျွန်တော်ဟိုနေ့ကတော့သုံးသွားသေးတယ်ကျွန်တော်ခေါင်းပေါ်တင်ထားခြင်းတာเนาะကျွန်တော်ခေါင်းပေါ်တင်ပြီးတော့ဟာကျွန်တော်တို့တွေတကယ်ဒီမှာကျွန်တော်တို့ရဲ့ဒီ live ပေါ်မှာပညာရှင်ကြီးတယောက်က live ပေါ်မှာတက်ပြီးစကားတွေပြောပြီးနေတယ်ဖြဲကြီးအဖွဲမှာဟာဒီလိုလူမျိုးရှိပါလားဆိုပြီးတော့ကျွန်တော်အယမ်းဟိုဟာဖြစ်တာเนาะ ဒါပေမဲ့ဒီလိုလူကလမ်းကြီးချော်ပြီးတော့မှဟလာဟိုတောက်စားပြီးတော့မှ မိန်းကလေးတွေကိုပုတ်ဆုပ်ပဆက်ဆဲဟိုလိုလုပ်တယ်ဆိုတော့ကျွန်တော်အရန်စိတ်တက်ကြွားတယ်ဟာတွားပြောရင်လဲတွားပြောလို့ရှိရင်လဲဟိုစိတ်ခါကြမှာလဲဆိုးရတော့အော်ဒီကိစ္စကြီးကမပြောတော့ပါဘူးလေဒါသူလဲတခါတလေမှလုပ်တဲ့ကိစ္စပဲဆိုပြီးတော့เนาะเนาะ ကျွန်တော်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 ငွေကြေးကိစ္စနဲ့เนาะကျွန်တော်ဘယ်သူမှလာပြောလို့မရဘူးเนาะငွေကြေးကိစ္စနဲ့ဘယ်သူမှကျွန်တော်ကိုစော်ကားလို့မရဘူးเนาะကျွန်တော်ပြောရရှင်းရှင်းလေးเนาะခမားတို့ကိုကျွန်တော်ပြောပြမယ်ကျွန်တော်ရိုးသားမှုဆိုတာလေလူတိုင်းမှာရှိရတယ်သိလားကျွန်တော်ကဒါနောက်ွယ်မှာဒီပတ်စံရလို့เนาะဒီလိုမျိုးတွေလောက်တယ်ဆိုတာမျိုးတွေကျွန်တော် ထင်တာကဒါကျွန်တော်တိတ်ခါကိုစော်ကားတာနော်ကျွန်တော်ဘာကြောင့်စူးရှာကိုကျွန်တော်ဘာကြောင့်မဖဲ့တော့တာလဲဟမ်ဘာကြောင့်မပြောတော့တာလဲကျွန်တော်မှဟာလာကျွန်တော်ရဲ့ live ပေါ်မှာကျွန်တော် live ပေါ်မှာသူ့ကိုကျွန်တော်မေးချင်တာကြီးမေးပြီးသွားပြီနော်ပြောချင်တာကြီးပြောပြီးသွားပြီကျွန်တော်စဆဲခဲ့တာဗျာနော်ကျွန်တော်သူစဆွတ်ဆွဲခဲ့တာအဲ့ဒီအတွက်ကြောင့်ကျွန်တော်ကဟာလာဟို ီကိစ္စကြီးကိုကျွန်တော်ကပြောတာရှင်းရှင်းလေးမလုပ်ပါနဲ့တော့เนาะအားလုံးသွားကိုကရင်စပြီးတော့ဖောင်းမဖြစ်နဲ့ဟုတ်တယ်မလားသူကူလိုက်ပေါ်ကနေအဲ့လိုလူတွေတင်းနေတင်းနေမမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဖြည်းဖြည်းချင်းသွားပြောရမယ်။သွားပြီးသူ့ကို push လုပ်လို့မရဘူး။နော်။နော်။ ဟုတ်ဘူးကိုနေမောင်ကိုနေမောင်အဲ့ဒီဟိုဟာလိုက်မှာတခါတော့အဲ့မှာတရုတ်စာရေးထားလို့နိမိတ်ဆက်ပတ်ဆိုပြီးတော့အဲ့လိုအောင်ဆဲပြီးတော့ကိုနေမောင်ပြောထားတာရှိတယ်ကျွန်တော်လေကိုနေမောင်ကျွန်တော်ဘေးတင်တော့ကြိုတွက်သွားလိုက်တယ်ဘာဘလို့တက်တွက်သွားလဲဆိုတော့ဟိုဆူရှာကပေါ့နော်ကျွန်တော်ကိုအဲ့နောက်ဟိုဟာဖြစ်တဲ့အခါကြလို့ရှင်ငွေကြီးရအစအထုတ်လိုက်လာပြီးတော့နော်ဟိုလုတ်လုတ်လုတ်လာအောင်မယ်အဲ့ သူ့ကိုဒီ page မေးလိုက်တာကိုသူ့ကိုစော်ကားတယ်ဆိုပြီးတော့မှကျွန်တော်ကိုเนาะစူးရှာရှီကနေကျွန်တော်ကနေပြီးတော့ဟိုထပ်ပြီးတော့မျောတယ်ဆိုရဲသဘောပေါ့လက်ထိုးတယ်ဆိုရဲသဘောပေါ့ပြောသွားတယ်ပေါ့လောက်ပြာကျွန်တော်ပြောတာကျွန်တော်ကျွန်တော်ကိုပြောရင်ကျွန်တော်လို့เนาะကျွန်တော်လို့ပြောရဲလားလို့ကျွန်တော်မေးမယ်เนาะအဲ့ဒါကျွန်တော်မေးမယ်ကျွန်တော်ကိုပြောရင်ကျွန်တော်လို့ကျွန်တော်ပြန်မေးသလိုမေးရဲလားလို့ เนาะကျွန်တော်မေးမယ်เนาะအဲ့ဒါเนาะဟိုတကယ်လို့မျက်နှာချင်းဆိုင်စကားပြောခြင်းနဲ့ဆိုလို့ရှိရင်မင်းမင်းစော်ဟင်းလည်းတက်လာလို့ရတယ်ကိုကြီးနိုင်လည်းတက်လာလို့ရတယ်ဟာလားဒီဒီဦးနှင်းမောင်ကိုနှင်းမောင်လည်းတက်လာလို့ရတယ်အကုန်တက်လာလို့ရတယ်เนาะကျွန်တော်ပြောတာအကုန်တက်လာလို့ရတယ်ကျန်တဲ့လူတွေမတက်လာနဲ့เนาะเนาะကျွန်တော်လူတွေတက်မလာနဲ့ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ရဲ့နှလုံးသားကိုဓာတ်နဲ့လာမထိုးနဲ့တဲ့လားကျွန်တော်ပြောပြီးသားရှာပေါ်မျက်ပေါက်သွားပါစေကြခင်ဗျားတို့ပတ်ထားနော်ရှာပေါ်မျက်ပေါက်သွားပါစေနော်ခင်ဗျားတို့ပြောပြီးသားနော်ကျွန်တော်သူတို့ဘာကြောင့်ကျွန်တော်ဒီလိုပြောနေရဆိုရလဲကျွန်တော်သိတယ်နော်ကျွန်တော်ပေါ်တင်ရှင်းမှာနော် challenge လုပ်ပြီးကျွန်တော်ရှင်းမှာနော်နော် ကျွန်တော်ပြောတာရှင်းရှင်းလေးနော်ဘာလဲလာမစော်ကားနဲ့နော်တခါပါစော်ကားလဲဆိုတော့ကိုလွင်ရနော်ဒီဘောမတွေရှိရနောက်ဆုံးပြနာမည်အောင်တက်ပြောတယ်ဒီစူးရှရှိရဟလာအာဘာဒီဟိုဟာ ဖြစ်ထားလို့ကိုလွင်ကဒီကောင်အဲ့လောက်ကာကွယ်ပေးနေရလဲဆိုပြီးကျွန်တော်အဲ့လောက်ထီအောင်စော်ကားသွားတယ်ပထမတစ်ခေါက်တော့ကနော်ကျွန်တော်ပြောတာမပြောရဘူးလေ ကိုညီကိုချင်းချင်းလေမင်းတို့လေကိုကိုကြီးလို့မင်းတို့သဘောမထားနိုင်ဘူးလားငါ့ကိုဟမ်မင်းတို့သဘောမထားနိုင်ဘူးလားဟမ်မင်းတို့ဘာဖြစ်လို့အဲ့လိုပြောရတာလဲငါ့ကိုမင်းတို့ငါ့ကိုထင်သေးလိုက်လားမင်းတို့ဟမ်ငါရအောင်ဒီနိုင်ငံမှာလေငါခုအလုပ်နော်6ရက်9ရက်လုပ်ပြီးတော့ငါလိုတဲ့ပတ်စံကိုငါ့ဘက်ကရှာနေတယ်မင်းတို့နားလေလားနော် ငါလူတဲ့ပတ်စံကိုငါဘက်ကရှာတယ်မင်းတို့တိထားဖို့လိုတယ်နော်ဒီလိုလူတွေရှာနေငါကဂျူးစရာလားမင်းတို့ဟမ်မင်းတို့ never ခေါင်းမရှိဘူးလားဟမ်မင်းတို့ခေါင်းမရှိဘူးလားဟမ်အခုလေမင်းတို့ဖက်မင်းတို့နော်အခုဒီပြဿနာတွေတက်နေတဲ့အချိန်မှာမင်းတို့ဖက်မင်းတို့ဟလာနောက်မှ ပြောမယ်ရှေ့မှပြောမှာ၄ငါမသိဘူး အခုဒီကိုနေမောင်ကိုမင်းတို့ဒီအဖွဲ့ရဲကိုထဲတဲ့အခါမှာလဲဟာလာငါမကျင်းတ်လို့ပြောတာမဟုတ်ဘူးနော်ပြဿနာကြီးဖြစ်နေတဲ့အချိန်မှာငါတောင်းဆိုတဲ့ဟာလေးကိုမင်းတို့ဘာဖြစ်လို့မလိုက်နိုင်တာမလိုက်နာနိုင်တာငါမှအဲ့လောက်တော့ပြောပိုင်ခွင့်မရှိဘူးလားဟမ်ငါမှအဲ့လောက်တော့ပြောပိုင်ခွင့်မရှိဘူးလားဟမ်ဒီအဖွဲ့မှာမင်းတို့ဘာလဲမင်းတို့မင်းတို့ဒီအဖွဲ့ကမင်းတို့ထောင်တာလားဟမ်မင်းတို့ဟာလာโอเคကြိုးဆိုရဲကျွန်တော်ပြောပြီးလာတယ်ကြိုးဆိုတယ် ဟလာဟိုကျွန်တော်ပြောမင်းမင်းဆိုရင်လေအခုမင်းလူမိုက်စကားမပြောနဲ့နော်ထွတ်ထွတ်ထွတ်ဆိုပြောရနော်ဟိုဘောမဟွာဖြစ်ရင်ထွတ်ဒီပါမင်းထုတ်ဆရာမလို့ငါထွက်တယ်မင်းရှင်းလားနော်ငါထွက်တယ်မင်းတို့ထုတ်ဆရာမလို့နော်မင်းတို့ဖြဲကြီးဖွဲမှာငါမရှိဘူးလို့မင်းတို့တတ်မှတ်ထားလိုက်မရှိဘူးလို့တတ်မှတ်ထားလိုက်နော်ငါထွက်တယ်နော်မင်းတို့ တစ်ခါလည်းမဟုတ်ဘူးကွာဟုတ်တယ်မလားနှစ်ခါလည်းမဟုတ်ဘူးအရင်တော့ဆိုရင်နော်သူတို့ဝမ်းသာအောင်ကျွန်တော်ပြောနေတာမဟုတ်ဘူးကျွန်တော်တယောက်ပဲတောင်းဆိုတာအဲ့တောင်းဆိုတဲ့သူကစူးရှပဲရှိတယ်ဒါကလည်းကျွန်တော်သူ့ကိုဘောမတာမဟုတ်ဘူးနော်သူလုံနေတဲ့အလုပ်လေးတွေကျွန်တော်ကျွန်တော်သိထားတာရှိတယ်နော်ပြီးရင်သူကိုယ်တိုင်ကမှာဟာဥစော်ရဲ့အတက်ကိုသူကဲပေးတယ်အဲ့တခုလည်းနဲ့ကျွန်တော်ဥစော်ဥစော်သိလားဥစော် ဲ့ဥစော်ရဲ့အတက်ကိုကယ်လိုက်တာ ਨੇ တခုတည်းကျွန်တော်ကျွန်တော်ဆိုရင်9000တခါ3000တခါ8000ဗတ်8000ဒါတော့မနေ့မနေ့ကျွန်တော်ရဲ့ပုံမဲ့ပတ်စံနေပြီးတော့ဗတ်8000เนาะကျွန်တော်ဒါပဲလှူနိုင်တယ်เนาะအမဥစော်ရဲ့အတက်ကိုဖုတ်လိုက်ဖို့ကျွန်တော်တန်ဖိုးထားတဲ့လူတယောက်ရဲ့အတက်ကို နော်ဒီငွေနဲ့ဟလာငွေဆိုတာဒုတိယဘုရားသခင်ပဲနော်ငွေဆိုတာဒုတိယဘုရားသခင်ပဲတော်လှန်ရေးမှလည်းငွေမရှိရင်တော်လှန်လို့မရဘူးဒီငွေအတွက်ပဲကျွန်တော်တို့လောလောဆယ်ခုတော်လှန်ရေးမှအောင်သေးတာလေတိလားကွန်မန့်နေရေးနော်ကျွန်တော်ကွန်မန့်နေကြိုက်တလောက်ရေးကျွန်တော်ကွန်မန့်နေဖတ်လည်းမဖတ်ဘူးကျွန်တော်ကွန်မန့်နဲ့လည်းခေါင်းလာမစားနဲ့ကျွန်တော်ကိုမှန်တယ်ပဲပြောပြောမှားတယ်ပဲပြောပြော ဘလို့ပဲဟိုအဖေကျွန်တော်ခေါင်းမဆောက်။နောက်ခုကိုနှင်းမောင်ကျွန်တော်တက်ခွင့်ပေးမယ်။ချော်ကားချင်လို့မေးလာလည်းမဟုတ်ဘူး။နော်။ဒီ page နဲ့ပတ်သက်ပြီးတော့မှနှင်းမောင်နှင်းမောင်နှင်းမောင်နဲ့ဆူရှာပါဇက်ကနေပြီးတော့ဟလာဟိုပြောပြီးတော့ဟာသူ့မှာအော်ငါငါဒီကောင်လေးဟလာဟိုဒီလိုလေးလူကြီးတွေကို तू ရိုင်းရိုင်းလေး तू မပြောတတ်ဘူးပေါ့နော်။ तू ခု तू ဘလောက်သူ့ရင်ထဲမှာခံစားနေရမလဲဆိုတော့ကျွန်တော်သိတယ် နော်သူခံစားနေရမယ့်ဟာကိုကျွန်တော်သိတယ်။ဘာလို့ဆိုတော့ဒီလောက်ရိုင်းရိုင်းထွက်လာပြီဆိုတော့ကိုကြီးကလူကြီးဆိုတော့လေလူကြီးခံရတယ်ဗျပိုးပြီးခံရတယ်သိလား။နော်အဲ့ဒါကြောင့်ကျွန်တော်ကဟိုပြည့်နေတဲ့ဂဲရတော့ထိနေတာမှန်တယ်။နော်ဒါပေမဲ့အဲ့ဂဲကိုပြည့်ရင်းနဲ့ပဲတခြားလူတွေကပါဝင်ပေါက်တာကိုကျွန်တော်တို့ကခံနေရသိလားအဲ့မှာကိုယ့်ရဲ့ဒီတော်လန်ရေးဘက်က လူတွေကပါเนาะဒီဒီဘယ်သူလဲတွင်မောင်တို့เนาะဟိုကောင်ဘယ်သူလဲစေတလုံးမောင်ဖုံးတို့เนาะဒီတော်လန်ရေးဘက်ကလူတွေကပါဝင်ပြီးတော့ပေါက်တာအလှဲ့ကြတော့နေเนาะဝင်ပေါက်ကြတာဟမ်နော်အဲ့ကျွန်တော်မှကိုချင်းစာစိတ်ကဘာလဲဆိုတော့နော် ကျွန်တော်ကအကိုချင်းစာစေကတမျိုးဟာကျွန်တော်ကရှင်းရှင်းလေးပဲလူတယောက်ကပြောလိုက်တာနဲ့ဟာပြောလိုက်တာနဲ့ယော့ဆိုပြီးတော့ဟာဒီကဲဆိုရင်ပြဥစော်ဆိုတာဘသူနဲ့မှကျွန်တော်နဲ့လည်းမပတ်သက်ဘူးเนาะမပတ်သက်ဘူးဒါပေမဲ့ကျွန်တော်တို့မပတ်သက်တဲ့သူတွေကနေပြီးဟုတ်ကဲ့အခုလိုမျိုးကြည့်ရှုသွားတဲ့မိဘပြည်သူများကိုကျေးဇူးအများကြီးတင်ပါတယ် ီကိုနှင်းမောင်ဆိုသူရဲ့လှုပ်ရက်တွေเนาะပြစ်မှုတွေဟာအထက်ထက်ခါခါကျွန်တော်တို့ပေါ်မှာကျူးလွန်ထားတာเนาะစော်ကားထားတာတွေများတဲ့အတွက်ခုလိုမျိုးကျွန်တော်ဗီဒီယိုလေးတွေလုပ်ပြီးတင်ပြရခြင်းတက်တည်နဲ့တကွာတင်ပြရခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ဆက်လက်ပြီးတော့ကိုနှင်းမောင်အနေနဲ့ကျွန်တော်တို့ကိုပုတ်ခတ်စော်ကားမဟုတ်တမ်းတဲ့စကားတွေကိုများပြည်သူကိုအစိတ်သိမ့်အောင်ထပ်ပြီးတော့တင်နေဦးမယ်ဆိုရင်ကျွန်တော် ကျွန်တော်ဘက်ကလည်းထပ်ပြီးတော့မိဘပြည်သူများကိုနော်အမှန်တရားသတင်းသိအောင်ဆက်လက်ပြီးတော့တင်ပြပါအောင်မယ်ဆိုတဲ့အကြောင်းမိဘပြည်သူများကိုအတိအပြည့်အချင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာငါတောင်းနေတာငါဘာတောင်းလဲဆိုမင်းသိတယ်နော်အောက်တန်းစားခွေးမင်းကအလောက်ပြောမယ်ဟာအောက်တန်းစားခွေးငါမျိုးငဲဖို့အတွက်ငါမှအချိန်မပေးနိုင်တော့ဘူးကိုချင်းစားတဲ့စိန်ငါမှမရှိတော့ဘူးတိလား နော်ဟဲ့ဟုတ်ကဲ့မပေးနိုင်တော့ကျွန်တော်ကဟဲ့လားကိုကိုလင်းတို့လေဒါခင်မင်းရင်းနေပူတဲ့ချစ်လေးချစ်ပေါ့နော်အဲချစ်မွေးဘာလို့လဲချစ်မွေးချစ်လားသူ့အကောက်ကနှစ်ကောက်ရှိတယ်နော်အဲ့ဒီမိတ်ကလေးနဲ့ကျွန်တော်နဲ့ဘယ်လောက်ကြောက်ရင်းနေတယ်လဲဆိုရင်သူကကျွန်တော်ကိုဘူခေါ်ရခေါ်ရဲတယ်သူမျက်နှာပြတယ်ဈေးဝယ်တယ်သူနေတဲ့ အလာအိမ်တွေပြရတယ်ပေါ့နော်သူတငယ်ချင်းတွေနဲ့မိတ်ဆက်ပြီးတယ်အဲခင်ကြတယ်ပေါ့နော်သူပြရဲတယ်ကျွန်တော်အဲအဲ့တော့ तू อ่ะအဲ့လိုရိုးသားမှုနဲ့ကျွန်တော်ကိုတီဆောက်ပြီးတော့တနေ့ကြတော့အဲ့ဒီလူယုတ်မာကြီးကသူ့ကိုယုတ်မာထားတာဒီကိုကျွန်တော်ကိုပြောပြလာတယ်ပြောပြလာတာကအဲအဲ तू ကအဲ့ဒီဘယ်လိုပြောမလဲ तू ကလိချင်တိုင်းကလိထားပြီးပြီအဲ့ဒီကလေးမလေးကိုဟုတ်ကဲ့နောက်ဆုံး तू ကလိပြီးတဲ့ချိန်မှာနာမည် ိထက်ပြောပေးလို့ရလားကိုအဲချလေးချစ်ပေါ့နော်မဟုတ်အဲအဲရုပ်မာတဲ့လူရဲ့နာမည်ကိုထက်ပြောပေးလို့ရလားမသိဘူးအဲရုပ်မာတဲ့လူကတော့နှင်းမောင်ပေါ့အော်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နှင်းမောင်နှင်းမောင်ကအဲနှင်းမောင်ကရုပ်မာထားပြီးတော့အဲ့တော့သူကအဲဘယ်လောက်ထိကျွန်တော်ကိုပြောပြတယ်လဲဆိုရင်အဲ तू စန္ဒဒီနှင်းမောင်ရဲ့စန္ဒအရာအကုန်လုံးဖြည့်ဆည်းပေးရတယ်ပေါ့သူကဒါဒါပေမဲ့နှင်းမောင်ကို तू မမြင် မျက်နှာကိုပိတ်ထားတယ်ဟုတ်ကဲ့နော်အဲ့ဒါမျိုး तू ကအဲ့လိုလှုပ်တဲ့အခါမှာကျွန်တော်ကို तू ငိုပြီးတော့ပြောရှာတယ်နောက်ဆုံးနှင်းမောင်ကသူ့ကိုပြစ်လိုက်တဲ့စကားလုံးကဘာပြစ်လိုက်လဲဆိုမင်းကလိုင်းပဲလို့ချက်လေးချက်ကိုအဲ့ဒီမှာပေါက်အဲ့ဒီမှာအကြီးကျယ်ပေါက်ကွဲတာချက်လေးချက်ကအကြီးကျယ်ငိုတာဟုတ်ကဲ့အဲ့တော့အဲ့စကားလုံးကကျွန်တော်တို့ ခက်ကာလတွေမှာတော့ဒီမကောင်းတဲ့မိန်းမပေါ့ဗျာသိတယ်မလားဟုတ် line ဆိုတာအဲအဲ့ဒါမျိုးတုံးခဲ့တယ်ဒီခက်မှာတော့တုံးကြတာတုံးလားမတုံးလားတော့မသိဘူးဟုတ်အဲတုံးပါအဲ့တော့ချက်လက်အဲချက်လက်ချက် line မဟုတ်ပါဟိုဟိုစိုက်ကုန်းပေါ့အဲအဲ့ပုံစံမျိုးတွေတော့အဲအဲ line အဲမင်းက line ပဲဆိုပြီးတော့ပြောလိုက်တော့အဲ့ဒီမှာချက်အဲချက်လက်ချက်ကတော်တော်ကြီးဝဲနေပြီးတော့အဲဖြစ်ကြတယ်ပေါ့ဗျာဖြစ်ပြီးတော့ချက်လက်ချက်ကိုဘယ်လောက်တိအောင် သူကနေပြီးတော့ပြောထားတဲ့ဥစ္စာတွေကြားဖို့မှာပေါ့နော်အကြီးကြီးတောင်မှဘယ်လိုပန်းနေတို့ဘာတို့ညာတို့ဟဲ့လားနှင်းမောင်ကြီးပါဇက်ကနေပြောထားတာလေဘယ်အကောက်တွေတုံးနေပြီးဟဲ့လားကိုထက်မြတ်ကြီးရှိကိုသွားတော့မယ်အခုဆိုဂျပန်ကိုရောက်နေပြီဟာခမရဒရီထားနော်ဒီကောင်မှဘာဖြစ်တင်ညာဖြစ်တယ်သိမလားသူလောင်နေတာလောင်နေတာဒီသူပြောထားတာတိကျအဲကြားဖို့တဲ့လူတွေလည်းရှိနေမယ်အဲ့တော့ okay အဲ့တော့အဲ့လိုဇလန်တစ်ခုကိုတိထားပြီးတော့ကြီးပြားကိုသူကသွားပြီးတော့ကလိထားတဲ့အချိန်မှာကြီးပြားကလည်းအချင်းမဟုတ်ဘူးလေ ဟုတ်ကဲ့အဲ့တော့ជីပြာကိုជីပြာမှာအချက်လက်တွေရနေတဲ့အချိန်မှာជីပြာကလည်းဒီနင်းမောင်ဆိုတဲ့ဟာကြီးကလူခန့်ကြီးလူချောကြီးဟာလားအတန်းအတန်းမဲ့ချဘူးတဲ့ဒါပေမဲ့ तू ကပြောထားတာအသားကဘယ်လိုဖြူတယ်ဟာလားဘတ်စကဘောကိုဝင်လိုက်ရင်သူ့ရဲ့အရက်ကမလွတ်တလွတ်ဟာလားငုံပြီးတော့တောင်မှ तू မှဝင်ရတယ်ဆိုတဲ့အကြောင်းတွေဟာလားဒါအတန်းနဲ့လှုပ်ရှားနေတာ तू ကဘယ် तू မှရုပ်ပြတာမဟုတ်ဘူး ျွန်တော်တို့လိုရုပ်မပြဘူးကျုပ်တို့ကရုပ်ကိုပြပြီးကမှဒဲ့ပြောတာမြန်မာနိုင်ငံမှာဖြစ်စီကျင်တာကျွန်တော်တို့ကအာနာရှင်တွေအဲ့လိုလူရုပ်မာတွေဟဲ့လားအဲ့လိုအာနာရှင်လာရလမ်းကြောင်းတွေကိုကျွန်တော်တို့ကမကြိုက်လို့ဒီနေ့ဒီနိုင်ငံရေးထဲမှာပြောတင်ပြောတိုက်လှုပ်တင်လှုပ်တိုက်တာတွေကိုပါဝင်ပေးနေကြကျုပ်တို့ကအနေသားကြီးကျွန်တော်ချမ်းသာတယ်ကျွန်တော်ပြည့်စုံတယ်ကျွန်တော်ဘဝအေးစစ်နေရတယ်ဘယ်သူမှကျွန်တော်ဂုဏ်ယူတာမဟုတ်ကျွန်တော်စ조사ထားတာတွေ ဟုတ်ကဲ့နော်အဲ့တော့ပြောကျင်တာကမိခလေးတယောက်ကโอเคကျွန်တော်ကိုအဲ့လိုပြောတော့ကျွန်တော်ကတိထားတယ်ဒီဟာသူနဲ့ជីပြာနဲ့ကျွန်တော်နဲ့ခင်နေတဲ့အချိန်မှာជីပြာကကျွန်တော်ကိုမေးတဲ့အချိန်မှာကျွန်တော်ပြောတင်ပြောလိုက်တာကိုကျွန်တော်ပြောလိုက်တဲ့တွေ့အဲ့ဒီပြောတဲ့ဥစ္စာကိုជីပြာကတင်ထားပြီးသားဖြစ်တယ်ပဒံစိုးပါသူဆိုရွားရိုင်းနေဟုတ်တော့မလား ူးတဲ့ဟိုကျွမ်းကျင်တဲ့သူနဲ့လည်းတွေ့လည်းတူဘာဖြစ်လဲအဲ့နွားရံလည်းဘုံဘုံလဲတာပဲဟုတ်မလားလန့်ချက်တွေနဲ့နောက်မှအထိုးခံရပြီးအဲ့ဒါလူပဲလူမှအုံနောက်ရှိတယ်ပါဝါရှိတယ်အဲ့အုံနောက်တွေကိုကောင်းတဲ့နေရာမှာအသုံးချနိုင်မှရမယ်ဟာဘာမဟုတ်တယ်သိရမလားဟာကိုကိုကို အာတကယ်ကိုသိရမလားဟာဟိုဟိုဘာလဲ page တွေထောင်ပြီးတော့မှဘာမှ နော်လူကြီးတော့၄ယောက်လောက်ပဲကြီးတယ်နော်ဟိုဗာလဲနာမည်ပေးထားတာဗာလဲ True New တဲ့နော်အမှန်အမှန်တရားတွေကိုနော်ဟိုဖော်ထုတ်ပေးတဲ့သတင်းဌာနပေါ့ကြည့်လိုက်တော့လူက၄ယောက်ပဲရှိတယ်နော်ပြောတော့7 million လောက် follower ရှိတယ်ပြောတယ်လူက၄ယောက်ပဲ like လုပ်တယ်နော်အဲ့တော့မဟုတ်တဲ့သတင်းတွေကိုတင်ပြီးတော့ မဟုတ်တဲ့အကြောင်းတွေကိုပြောပြီးတော့မှနော်ဟိုတကယ်ကိုအောက်တန်းကြတဲ့အောက်တန်းစားရေးတဲ့အရေးမျိုးတွေနဲ့နော်တကယ်လူတယောက်ကိုတိုက်ခိုက်တဲ့အခါမှာပြောတော့ true new တဲ့ true ဆိုတာအမှန်တရားကိုပြောတာနော် new ဆိုတာတည်င်းအဲ့တော့အမှန်အမှန်ဟိုဟိုတင်ပြတဲ့တည်င်းဌာနလို့ကိုကိုကို news ဆိုပြီးတော့မှနော် ဟိုလုတ်ပြီးတော့မှဟာလာရှေ့က true ပါထည့်လိုက်တယ်ဆိုမင်းတို့မရှက်ဘူးလားရောက်နေဟမ်မင်းတို့မရှက်ကြဘူးလားမင်းတို့သူများအကြောင်းတွေကိုမဟုတ်တဲ့ဟာတွေကိုရေးပြီးတော့မှပြီးတော့လေအဲ့ဒီပြောတော့တာကသူက true new လို့ပြောပြီးတော့ဒီအကောက်ကဘသူအကောက်လဲကိုကိုကတော့မပြောရဲဘူးအဲ့လိုမျိုးဖြစ်နေတယ်ဗျာကျွန်တော်တို့နိုင်ငံလူစုပ်လူပက် နော်လူရန်ကားတကယ်ကိုဗျာဒိုင်းပေါ်မှာတက်ပြီးတော့မှနော်အုံနောက်မရှိဘာ ਈ ပြောလို့ပြောမှမသိနော်အဲ့တော့အဲ့လိုလူမျိုးတွေကခုနကကျွန်တော်ပြောတဲ့တလိษ္ဆန်နေနဲ့ငင်လားငါလားပဲအဲ့တလိษ္ဆန်နေအောင်သူတို့ထက်ตาတယ်နော်သူတို့ထက်ตาတယ်အဲ့တလိษ္ဆန်နေကနော်ဘာဖြစ်လို့တလိษ္ဆန်မှာသူ့မှာခင်ဗျားတို့ ာပြောမှာဗျာဟိုမှာဗာလဲဟိုအဲ true news ဆိုပြီးတော့မှ true news ဆိုပြီးတော့မှနော်ဒီအပြည့်တနာလိုက်ရှာနေတဲ့အဲ့ဒီဗာလဲဟို page တစ်ခုရှိတယ်ဗျာသိလားနော်ကျွန်တော်ကတော့ဟိုဟိုတင်းမောင်ထောင်ထားတဲ့ page လို့ပြောတော့သူတို့တော်တော်နာွားတယ်ဗျာသိလားအဲ့တော့အဲ့နှင်းမောင်အဲ့ true new page မှာလဲအကိုတို့သွားပြီး like လေးပါလေးပေးလိုက်ပါဦးခင်ဗျာကျွန်တော်ဟိုနေ့ကတွေ့တာ၄ယောက်ပဲရှိတယ်ဗျာသိလား သူပြောတော့7 million follower ရှိတယ်ဆိုပြီးတော့ပြောတာ၄ယောက်ပဲရှိရဗျာတော်တော်1 million ပဲအဲအဲ့မှာ1 million ရှိတယ်ဆိုအဲအဲ့အဲ့ तू तू ကလုတ်သေးတယ်ဗျာကျွန်တော်တို့ဟာခင်ဗျားတို့ဖြဲကြီးဖွဲတွေကိုကျွန်တော် share ပေးထားတယ်ဗျာတွေပါလုတ်တာတိလားကျွန်တော်ဘယ်ကနေ share လို့ share မှန်းလည်းမသိတိလားလုတ်တာလေအဲအဲ့ဟောဟာလေးယောက်ပဲဗျာ live လုတ်တာဗျာသူတို့အဖွဲတွေပြောလိုက်ပါအောင်အဲ့မှာသွားပြီးတော့ live လေးပါလေးလုတ်ပေးလိုက်ကြပါအောင်လို့ 啊，都要变成你一个呢。啊啊有